ားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုသိုက်ပဲဖြစ်ပါတယ်ဗျာကျွန်တော်တို့ဒီဆယ်လပိုင်းတစ်လလုံးမှာဆယ်လပိုင်းစာအတွက်မတော်တစ်လလုံးမှာငွေဝင်စီးပွားအတွက်အလုတ်ကိုင်းအစင်ပြေလက်ပွင့်ဈေးရောင်းကောင်းအဲ့တော့ကျွန်တော်တွေအန်ဒီရကင်းအစပြေပုံတော့အစစရအစင်ပြေဖို့အတွက်ဆယ်လပိုင်းမှာထူးလုံးတဲ့တဲ့ရတရားလေးတစ်ခုမိစေမြတ်ကိုလာပြီးမြောက်ပေးတာဖြစ်ပါတယ်ကဲကျွန်တော်မိစေခုနှစ်သားသမီးအားလုံးဆယ်လပိုင်းမှာငွေဝင်ကံကောင်းအလုတ်ကိုင်းအစင်ပြေဖို့အတွက်အားလုံးအစင်ပြေဖို့အတွက်ဒီရတရားလေးကိုလှုပ်ထားနေပါတယ်တစ်ဘက်မှာတရ က်ဖက်လုံမှာဖြစ်ပါတယ်အရန်လွယ်ပါတယ်တစ်ဘက်မှာတရက်ဖက်လုံရုံပါပဲမိတ်ဆွေများရဲ့မွေးနေ့နံမှာလုံပါမယ်မိတ်ဆွေများတန်နေငွေသားသမီးဆိုတဲ့တန်နေငွေနေမှာလုံမယ်တနင်္လာသားသမီးတနင်္လာနေမှာလုံအင်္ဂါသားသမီးဆိုတော့အင်္ဂါနေမှာလုံမှာဖြစ်ပါတယ်ဗျာမနက်ပိုင်းလုံပေးပါ မနက်ပိုင်းလို့ပင်ရပါပြီအဲ့တော့ကိုယ့်ရဲ့အိမ်ဖျားចောင်းဆောင်လေးမှာကျွန်တော်တွေပန်အိုးတိုးကပ်ပြရမှာဖြစ်ပါတယ်ပန်အိုးတိုးရှိတိုးနိုးရှိနိုးသုံးရှိသုံးပုံတော့အဲပန်အိုးလေးမှာအဲ့နှစ်မှာဘာလေးကပ်ရမလဲဆိုတော့အဲကျွန်တော်တို့တွေနင်းစီကအာကျွန်တော်တွေနင်းစီနင်းစီရဲ့အဲရွက်လာရဲ့အောင်တပြေးရဲ့ဒီသုံးခုကို ရောပြီးထိုးပြရမှာဖြစ်ပါတယ်နင်းစီရဲ့ရွက်လာရဲ့အောင်အောင်တပြေးရဲ့နော်အဲ့သုံးမျိုးကိုဖျားမှာ ဟိုဟိုဟာပန်ဝတုံးဆိုလဲနှစ်နှစ်စီပန်း၃ပွင့်ပေါ့เนาะတပွင့်တပွင့်စီထိုးယူมาပဲအဲ့တော့ကျွန်တော် တွေအပန်းတအိုးနေနေစီပန်းတပွင့်ရဲ့အဲကျွန်တော်အောင်အောင်တပြေရဲ့အဲပြီးတော့ ရွက်လိုက်ရေပေါ့နော်။တရားတရားမျိုးလေးလေး၃ရှိ၃နှိုးရှိနှိုးပေါ့နော်။အဲ့တော့အိမ်မှာရှိတဲ့ဖျားပန်းလေးတွေကိုအဲ့ဒီနေ့မှာတော့အဒါလေးထိုးပေးမယ်။ထိုးပေးပြီဆိုတာနဲ့ကျွန်တော်တို့ကထိုးပြီဆိုတာလေကျွန်တော်တို့ကထမင်းစီဆန်းအဲထမင်းစီဆန်းကိုယ်တိုင်လုပ်လေရတယ်ဆိုင်မှာဝယ်လေရတယ်ကိုယ်တိုင်လုပ်ရတော့ပိုကောင်းတယ်ပေါ့မြတ်။ထမင်းစီဆန်းလေးရဲ့မြေပဲလေးရဲ့နော်မြေပဲနော်။ထမင်းစီဆန်းမြေပဲလေးရဲ့ဇွန်တက်ပေးပါ။ပြီးတော့ကော်ဖီပူပူလေးတစ်ခွက်ကပ်ပေးပါ။တရားလေးကိုတောက်တော်ရေ၃ခွက်နဲ့တရားလေးကိုအိမ်ဖျားမှာကပ်ပေးရမှာ बारे အိမ်ပြန်မှာကပ်ပြီးပြီးတော့ကျွန်တော်တို့ယူအမာတော့ခင်မွန်းကြီး၁၀ပါးပဲဖြစ်ပါတယ်။အဲခင်မွန်းကြီး၁၀ပါးကိုလည်းတချို့သောမိတ်ဆွေများလည်းရပြီးသားပါ။တချို့သောမိတ်ဆွေများလည်းမရကြသေးဘူး။ဒါပေမဲ့ကိစ္စမရှိပါဘူး။ကျွန်တော်တို့ကစာအုပ်တွေရှိတယ်။စာအုပ်တွေဒါမှမဟုတ်ဖုန်းတွေရှိတယ်။ဖုန်းတွေထဲမှာလည်းကြည့်ယူလို့ရတယ်။စာအုပ်ထဲမှာလည်းကြည့်ယူလို့ရပါတယ်။ကြောင့်ကျွန်တော် Facebook တွေ Google တွေမှာခင်မွန်းကြီး၁၀ပါးဆိုပြီးရိုက်ချတဲ့နေခင်မွန်း၁၀ပါးလေးကျွန်တော်တို့ရေးထားတဲ့စာလေးတွေအများကြီးရှိပါတယ်။စာအုပ်ရှိတဲ့မိတ်ဆွေများစာအုပ်နဲ့ကြည့်ယူလို့ရပါတယ်။ဒီ Seller Vibe တွေမှာအထူး ယူတင်ပါရင်เนาะဒီဆက်လက်ပိုင်းအတွင်းမှာကျွန်တော်တို့ကအတိတ်ဘဝကကံတွေပြန်ပေါ်လာအတိတ်ဘဝကံတွေပြန်ပေါ်လာမှာဖြစ်ပါတယ်ဒါကြောင့်မို့အတိတ်ဘဝကံတွေပြန်ပေါ်လာတဲ့အခါမျိုးမှာအတိတ်ဘဝကကျွန်တော်တို့ကအတိတ်ဘဝမှာဖြစ်ဖြစ်အခုလက်ရှိပဲဖြစ်ဖြစ်ကျွန်တော်တို့ကကောင်းတာတွေလည်းလုပ်ခဲ့သလိုမကောင်းတာတွေလည်းလုပ်ခဲ့မှာပါဒါကြောင့်မို့ကောင်းတာတွေလည်းပေါ်မှာဖြစ်သလိုမကောင်းတာတွေလည်းပေါ်မှာဖြစ်ပါတယ်ဒါကြောင့်မလို့တချို့တချို့မိတ်ဆွေများဒီဆက်လက်ပိုင်းတို့မှာ TD တင်းစီ TD ပေါ့မယ်ချမ်းသာကိန်းလေးရှိမယ်အဲ့တစ်ဖက်မှာလည်း မကောင်းတာတွေပေါ်လာမဲ့တူတူအတိုက်ခိုက်တွေများလာတော့ထိမိခိုက်မိတာတို့ကြက်မိုင်းလည်းညံ့သွားတာတို့အစားဖြစ်မော်တော့ကျွန်တော်တို့ကကောင်းတာလေးလည်းဖြစ်နိုင်တယ်လို့မကောင်းတာလေးလည်းဖြစ်နိုင်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကကြိုတင်ပြီးတော့ကာကွယ်တဲ့အနေနဲ့ကောင်းတာလေးဖြစ်ရင်ဆက်တပြီးကောင်းတာလေးပဲဆက်ဖြစ်အောင်မကောင်းတာလေးဖြစ်လာလို့ရှိရင်လည်းကြိုတင်ပြီးတော့တောင်းပန်ထားတဲ့ပုံစံမျိုးလေးဖြစ်အောင်ကြိုတင်ပြီးတော့ကာကွယ်ထားလေးဖြစ်အောင်ကျွန်တော်တို့ကဒီဟာလေးကိုရွတ်ထားသင့်ပါတယ် ခင်မူကြီး၁၀ပါးတော့၁၀កောက်ရုပ်ပြရမှာဖြစ်ပါတယ်ဗျ။အဲ့တော့ကျွန်တော်ခင်မူကြီး၁၀ပါးတော့ကျွန်တော်အရင်တစ်ခေါက်ကလည်းကျွန်တော်ရုပ်ပြရောကျွန်တော်တွေအရင်တစ်ခေါက်ကလည်းတင်မှုပါတယ်ဗျ။အရင်တစ်ခေါက်အကြည့်ပြီးတဲ့မိတ်ဆွေများအားလုံးရမယ်လို့ထင်ပါတယ်။ကျွန်တော်ဒီတစ်ခေါက်မှလည်းကျွန်တော်ပြန်တင်ပေးမယ်နော်။အဲ့တော့ခင်မူကြီး၁၀ပါးတော့ဖျားတပည့်တော်သည်တန်တရာမအဆအဆရနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောမြတ်စွာဘုရားရှင်ကိုရုဏမြတ်ကြီးဘော်တို့၌၎င်း ကွန်ဂျီစုကြီးမားကြကုန်သောပိစိကဗုဒ္ဓရှင်ကိုရင်မြတ်ကြီးဘုရား၌၎င်းကွန်ဂျီစုကြီးမားကြကုန်သောအကတဝကမဟာတာကွာယဟန္တာရှင်မြတ်ကြီးဘုရား၌၎င်းကွန်ဂျီစုကြီးမားကြကုန်သောယဟန္တာရှင်မြတ်ကြီးတို့ဘုရား၌၎င်းကွန်ဂျီစုကြီးမားကြကုန်သောမိခင်တို့ဘုရား၌၎င်း ကိုကြီးစုကြီးမကြကုံတော်ဖားခင်တို့အပေါ်၌၎င်းကိုကြီးစုကြီးမကြကုံတော်လိမ္မာစီယံကျိုးချောင်းပြ၍ဆုံးမတက်သောဆရာသမားတို့အပေါ်၌၎င်းကိုကြီးစုကြီးမကြကုံတော်တိလာကုံတမာတိကုံပညာကုံတို့ကိုစီးပူးဖြင့်ကျက်လျက်ရှိကြကုံတော်လူပုဂ္ဂိုလ်ယဟန်ပုဂ္ဂိုလ်အရိယပုဂ္ဂိုလ်တို့အပေါ်၌၎င်းကိုကြီးစုကြီးမကြကုံတော်တရားဓမ္မတို့ကို ဟောပြောပြသဆုံးမတက်သောဆရာသမားတို့အပေါ်၌၎င်း ခမင်းတလုတ်ရေတမုတ်စသဖြင့်ပေကံချင်းမြင့်ထောက်ကံထောက်ပံ့ပူသောကျေးဇူးရှင် ပုဂ္ဂိုလ်တို့အပေါ်၌၎င်းကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိခဲ့သည့်ရှိခဲ့ပါသောထိုပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငါယိုတိမြတ်တို့လက်ဆုံမွေ69ပါးဤဖရာဤသို့69ပုပ္ပုဇောပုညမှာရောက်ကြရသောကောင်းမွန်စေနာတို့ကြောင့်အလုံးစုံသောဘေယောဂအန္တရာအပေါင်းတို့မှကင်းဝေးပြီးလျှင်မြတ်စွာဘုရားယင်ဟောကြားတော်မူသောသစ္စာ၄ပါးမြတ်တရားကိုကောင်းစွာသိမြင်၍နိဗ္ဗာန်ဝန်ထမ်းသောကို ဖျက်ပါစေသာရှင်ဖျားလောကီမင်္ဂလာဖျားဖျားတို့သည်လည်းစိတ်ကြံတိုင်းတောင်းတနိုင်လွယ်လွန့်လွယ်ကူစွာလင်းမြန်စွာပြည့်စုံ၍နှလုံးစိတ်ဝမ်းအေးချမ်းသာရစီဖြစ်ပါစေရှင်ဖျားခင်မကြီးဆယ်ပါးကိုပြင်မာသူတို့တွေကကျွန်တော်ကြုံရမဲ့ကျွန်တော်တွေဟိုအပြစ်ပုံတော့အပြစ်ကျိုးအပြစ်ဆယ်ချက်တော့ရှိပါတယ်နံပါတ်1ကပြင်းထန်သောဥကောင်းဝင်နာတွေရရှိခြင်းနံပါတ်2ကပိုင်ဆိုင်သောဥစည်းစိမ်ဥစ္စာများဆော့ရုပ်ပျက်စီးခြင်းနံပါတ်3ကလက်ချေပြောက်ကိုင်းငါကြီးငယ်ချို့ယင်ခြင်း နမလေကုသေမြတ်သောလောကမြတ်ဖြစ်ခြင်းနမငါယူသွခြင်းစိတ်မတီမငြိဖြစ်ခြင်းနမ၆မင်းပြင်းမင်းတန်ခံရခြင်းနမခုံမတရားတစ်ပြည့်ဆွဆွဲခံရခြင်း နမတ်ရှိဆွေမျိုးကောင်းမိတ်ဆွေကောင်းမရရှိခြင်းနမတ်ကိုစီစဉ်ဥစ္စာချမ်းရမြပျက်စီးခြင်းနမတ်၁၀နေရာတိုက်မီလောက်ပျက်စီးခြင်းစတဲ့အကျိုးအပြစ်တွေပေါ့နော်ခင်မင်းကြီး၁၀ပါးကိုပြစ်မှရင်ဒီလေပြစ်တွေခံခံစားမှာဖြစ်ပါတယ်အဲ့တော့ခင်မင်းကြီး၁၀ပါးကိုရှုခိုးတဲ့သူပူဇော်တဲ့သူအောက်မေ့တရားတဲ့သူတွေကတော့နမတ်၁အစားစာမရှာပါခြင်းနမတ်၂ရောက်ရအရက်၌လေစားပူဇော်ခံရခြင်းနမတ်၃ရံသူမျိုး၅ဝါးနဲ့ကင်းဝေးနိုင်ခြင်းနမတ်၄လူချစ်လူခင်ပေါ် များခြင်းနံပါတ်5ပြိသက်လည်၌တင့်တယ်စွာနေနိုင်ခြင်းနံပါတ်6ကောင်းသတင်းကြော်စောခြင်းနံပါတ်9အချွေရန်များပေါ်များခြင်းနံပါတ်8စီးပွားဖွံ့ဖြိုးတိုးတက်ခြင်းနံပါတ်9ဘေးဒုက္ခကြုံတော်လဲအကူညီကောင်းတွေရရှိခြင်းနံပါတ်30တာကောင်းတမိကောင်းရရှိခြင်းစတဲ့ကျွန်တော်တို့အကျိုးကျေးဇူး ဆယ်ချက်ခံစားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ခင်မကြီးဆေပါဟုကျွန်တော်တို့ကဒီဘက်ကပြင်မာမိပြင်မာမိခဲ့တာလေရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအဲ့ဒီဘက်ကလည်းရှိလားမရှိလားကျွန်တော်တို့မသိရဘူး။ဒါကြောင့်မလို့ကြိုတင်ပြီးတော့ကျွန်တော်တို့ကကြိုတင်ပြီးတော့ဘောနော်တောင်းပန်ထားတဲ့အနေနဲ့တရားလေးကိုရှ िख ိုးထားတင်ပါတယ်။ဒါကြောင့်မလို့ဒီကြေတရားလုတ်ပြီးတာနဲ့တရားလေးကိုဆယ်ခေါက်ရုပ်ပုပ်ပူဇော်ပေးရမှာဖြစ်ပါတယ်ဗျ။ကဲဒါဆိုရင် အဲ့ဒီတလတာလုံးမှာကျွန်တော်တို့တွေကံကောင်းမှုတွေပဲရောက်လာပြီးတော့ကံဆုံးမှုကံဆုံးမှုမှကြာမှုတွေကိုကြော်ဖြတ်သွားမှာဖြစ်ပါတယ်။အဲဒါတပတ်တစ်ခါလောက်လုပ်ပြရမှာဖြစ်ပါတယ်။တပတ်တစ်ရက်ပေါ့နော်။ကျွန်တော်မိတ်ဆွေများကိုယ့်ရဲ့နှစ်နှလေးမှာလုံလောက်ရုံမှာပဲဗျ။ဒါလေးလုံလောက်ရုံနဲ့ဒီတလလုံးမှာကံကောင်းလက်ကောင်းမှုတွေရောက်လာမယ်။အဲအလုတ်ကိုင်းနေအစီပြေလာမယ်။စီးပွားတွေတက်လာမယ်။ချွေရည်နေပေါ်များလာမယ်။ဥစ္စာတွေတိုးပွားလာမယ်။ရွှေတွေလည်းဝယ်စုနိုင်မယ်။ဒါလေးကိုမိတ်ဆွေများလာပြီးမြှပေးတာပါဗျာ။ကျွန်တော် ကျွန်တော်ကနောက်နေ့မှာတော့တနင်္ဂနွေသားသမီးများအတွက်အထူးလှုပ်သင့်တဲ့ဒီတက်လာစာအထူးရတရားလေးဆောင်ရန်ရှောင်းရန်လေးတွေတနင်္ဂနွေသားအင်္ဂါသားကြီးမဆက်ပြီးတော့ခုနှစ်ရက်နှစ်နဲ့အားလုံးအတွက်ကျွန်တော်နောက်ရက်တွေမှာတော့တရပြီးတရကျွန်တော်တွေအဲကျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်ဟောကြားပေးပါမယ်ကျွန်တော်ခုနှစ်သားများအတွက်ပေါ့နော်အဲ့တော့ဒီတက်လာစာမှာအကောင့်ကျွန်း အကောင်အကျိုးအကျိုးအကြောင်းအဆိုးကောင်းလေးတွေအဲကောင်းတာလေးတွေဆိုးတာလေးလေးဆောင်းရွံဆောင်းရွံလေးတွေအထူးလို့အမရတရားလေးတည်တံ့လေးလေးကိုဆက်လက်ပြီးမြပြီးမှဖြစ်ပါတယ်မိစုများကတော့ဒီဗီဒီယိုလေးကိုဘယ်ဘယ်မြို့နယ်ဘယ်နေရာနဲ့ကြည့်နေလဲဆိုတာလေးခွန်မှန်လေးမှရေးပြပါအောင်ပြရင်းနှီးမှုလေးရအောင်လို့မနော်နောက်ပြီးတော့မှကျွန်တော်ခုနကသားကြီးများအတွက်နေ့နဲ့ లై အထူးရတရားလေးတွေဆောင်းရွံဆောင်းရွံလေးတွေကျွန်တော်တလားစားဟောစံလေးလေးဆက်လက်ပြီးမြပြီးမှဖြစ်လို့ Lion Square နေပြီးလာပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ